အားလုံးပဲမင်္ဂလာပါချန်ပီယံပန်တိုဂျာတယောက်ဂျိုရှူအာဘန်ကိုတမျိုးပြီးတမျိုးလေးတိုက်နေလိုက်တာချန်ပီယံဆိုတဲ့ဂုံပုံးနဲ့တော့မညီတော့ပါဘူးတစ်ဖက်ကသက်သက်ဆက်လူငယ်ဖိုက်တာလေးတော့လေးမတိုက်လေးမကျေပဲဂျိုးစားနေချိန်မှာချန်ပီယံပန်တိုဂျာကတော့ကပတ်လဲလို့ရမှာကြောက်ပြီးတမျိုးပြီးတမျိုးဆိုရှယ်မီဒီယာပေါ်ကနေစိတ်လက်စစ်စင်ရေးတွေလုပ်နေကြတာပါပန်တိုဂျာကအရင်တွဲဆုံထွက်တတ်ခဲ့မှုတဲ့ပြိုင်ဘက်တွေကိုတောင်း ခုလောက်လေမတိုက်ဖူးပါဘူးအမှန်တကယ်လေတိုက်ရမဲ့သူကဂျိုရှူအဘန်ပါဒါပေမဲ့ဂျိုရှူအဘန်ကပန်တိုဂျာထဲပိုတည်ငိမ့်တာကြောင့်ပန်တိုဂျာသားဒီပွဲရှုံးသွားရင်တော့အဆက်ကွဲဖို့ရှိနေမှာပါပန်တိုဂျာက ချုပ်ကွက်နဲ့ဘန်ကိုအနိုင်ယူပြမယ်ဆိုပြီးဆိုရှယ်မီဒီယာကနေ ပို့စတင်ပြီးလေတိုက်တော်ဂျိုရှုအဘန်ကဂျူဂျစ်ဆူကပတ်နက်ကိုခေါ်ပြီးလက်ကျင်းလိုက်ပါတယ်။ဒါကြောင့်လေတိုက်ထားတဲ့ချန်ပီယံပန်သူဂျာကလည်းဒါကိုမြင်ပြီးပန်သူဂျာနည်းနည်းတော့ချိန်သွားမယ်ထင်ပါတယ်။လေတိုက်ခံရတဲ့ဂျိုရှုအဘန်ကတော့လေတိုက်ခံရတဲ့အရာကိုသူအနဲ့ချက်လို့မြင်ပြီးအာသာချက်ဖြစ်အောင်စ조사ပြနေတာပါပန်သူဂျာနေနဲ့သူလေတိုက်ထားတဲ့အကျိုးဆက်တွေကိုကောင်းကောင်းကြည့်ခန်းစားသွားရဖို့ရှိနေပါတယ်ဘန်ကဒီတိုင်းလို့ပေးထားမဲ့ဖိုက်တာမျိုးမဟုတ်ပါဘူး သူတို့ရဲ့ UFC လိုပြိုင်ပွဲမျိုးမှာဖတ်တိုင်တစ်ခု စိုက်ထူနိုင်ဖို့ပန်တိုဂျာကို သူတင်ကိုတင်အပြတ်စော်ပြမှာပါဒီပွဲမှာဂျိုရှူအာဘန်တာအနိုင်ရရှိခဲ့မယ်ဆိုရင် UFC သမိုင်းတစ်လျှောက်ပထမဦးဆုံးသောအာရှနိုင်ငံဘွားအမျိုးသား MMA ချန်ပီယံဖြစ်သမိုင်းဝင်လာတော့မှာဖြစ်ပါတယ်နောက်ပြီးထိုးကြီးတွေလည်းမနှဲမနှောရမှာဆိုတော့ဂျိုရှူအာဘန်နေနဲ့ချန်ပီယံကပတ်လူပွဲအတွက်တေချာစွမ်းကုန်ပြင်ဆင်နေတာပါ ဘယ်အရှတားမှမရယူနိုင်သေးတဲ့ UFC ချန်ပီယံဆိုတဲ့ဂုံပုတ်ကိုမြန်မာပြည်ဖွာချင်းလူငယ်လေးကရအောင်ဆွမ်းဆောင်ပြပြီးမြန်မာကိုဆောင်းနိုင်မလားတူတူကွာဆောင်းကြည့်သွားရမှာဖြစ်ပါတယ်အလုံးကိုကျေးဇူးများဤတင်ပါတယ်